ဆီယဝင်ရဲ့ကုညီနဲ့တေဆုံးခြင်းကိုဝေဖန်သူများရဲ့စန့်ကျင်မှုများမြင့်တက်လာခဲ့ပြီးတဲ့နောက်ပြုလုပ်ခဲ့သောလူတုဆန္ဒခံယူပွဲမှာအဲ့လိုတေဆုံးခြင်းကိုတရားဝင်ဖြစ်စေရန်ဥပဒေပြဋ္ဌာန်းခြင်းကိုနိုဝင်ဘာလ23ရက်နေ့မှာဆလိုဗေးနီးယားကဆိုင်းငံ့လိုက်ပါတယ်။ မဲပေးသူ53ရာခိုင်နှုန်းဝန်းကျင်ကဥပဒေကိုစန့်ကျင်ခဲ့ပြီး58ရာခိုင်နှုန်းခန့်ကဥပဒေကိုထောက်ခံခဲ့ပါသည်။အဲဒီကြောင့်ဈေးဘက်ဆိုင်ရာကျောင်းညသူတို့မဟုတ်ဆီယံဝင်ရဲ့အကူအညီနဲ့မိမိကိုယ်ကိုအဆုံးစီရင်ခြင်းအားတရားဝင်ဖြစ်စေရန်ဥပဒေပြဋ္ဌာန်းမှုကိုအ ਨੇ စုံတစ်နှစ်အထိဆိုင်းငံ့မှာဖြစ်ပါသည်။2024ခုနှစ်လူလူဆန္ဒခံယူပွဲမှာဆီယံဝအကူညီနဲ့မိမိကိုယ်ကိုအဆုံးစီရင်ခြင်းကိုထောက်ခံခဲ့ပြီးရဲ့နောက်အဲ့လိုတည်ဆုံးခြင်းကိုခွင့်ပြုတဲ့ဥပဒေကိုဇူလိုင်လထဲမှာဆလိုဗေးနီးယားပါလီမန်ကအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့လည်း ကက်သလစ်အသင်းတော်နဲ့ကွန်ဆာဗေးတစ်ပါလီမန်အတိုက်ခံတို့ကထောက်ခံတဲ့ရက်ဖက်အဖွဲ့အစည်းတစ်ခုကလူထုဆန္ဒခံယူပွဲထက်မှန်ပြုလုပ်ရေးကိုလူလားသူများရဲ့လက်မှတ်4600ကိုစုဆောင်းခဲ့ပြီးတဲ့နောက်ဆန္ဒခံယူပွဲအစ်ကိုပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်လူထုဆန္ဒခံယူပွဲအစ်ပြုလုပ်ရေးအတွက်ထောက်ခံသူ4000ကျော်ရဲ့လက်မှတ်များလိုအပ်ပြီးအဲ့ဒီရေးအတွက်ကိုကျော်လွန်ပါကလူထုဆန္ဒခံယူပွဲကိုထက်မှန်ပြုလုပ်နိုင်ပါသည်ဆန္ဒခံယူပွဲအစ်ရဲ့ရလဲကြောင့်ပါလီမန်ကနောက်လာမယ့်စနေလမှာအလားတူကိစ္စကိုထက်မှန်ဥပဒေပြဋ္ဌာန်းရေး မရနိုင်တော့ပါဘူးမထောက်ခံရေးလှုံ့ဆော်မှုကိုလှုံ့ဆော်ခဲ့တဲ့ NGO ဖြစ်တဲ့မိသားစုနဲ့ကလေးများအဖွဲ့ရဲ့အကြီးအကဲ Alice Spring ကပြောကြားရမှာလူမှုဆန္ဒခံယူပွဲအသစ်ကထွက်ပေါ်လာတဲ့ရလဲအရာစီလုံးညီညွတ်မှုနဲ့တရားမျှတမှုကအနိုင်ရကြောင်းဖော်ပြနေတာကိုပြောကြားခဲ့ပါတယ်ဆလိုဗေးနီးယားဟာအစိုးရရဲ့တည်ဆောက်မှုနဲ့စိတ်တောက်ဖြစ်မှုတို့ကိုအခြေခံထားတဲ့ ကျမ်းမာရေးပင်စင်လူမှုရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကိုပယ်ချခဲ့ပါတယ်လို့ Spring ရဲ့ပြောကြားချက်ကိုဆလိုဗေးနီးယားသတင်းဌာန SDA ကကိုးကားဖော်ပြခဲ့ပါတယ်။